ဝေကသမီးလေခန်းနေဝေတော်တော်ငယ်ငယ်လေးတွေကမိကြအကတင်လာတာသူကလေသူ့ခြေောက်ကလေးတွေကအစ်စ်ကလေးတွေကပျော့ပျော့လေးတွေတော့သူများဆရာနဲ့ဟိုတခြားဆရာနဲ့ခိုင်နေဝေကတင်လို့မရဘူးအမေကချော့တင်လာအမေကသူ့ကိုချော့ပြီးတော့အမေလေးအမေကျိုးလိုက်တာဟေးလှလိုက်တာနည်းနည်းလောက်ထက်ကွေးလိုက်ရင်တော်တော်လှသွားမှာဆိုတကယ်တော့သူကမကွေးသေးဘူးအဲ့ဒါကိုအမေကကွေးစီချင်တော့အဲ့လိုပြောရတာ အမလီတကယ်လှတာနော်ကြည်စားအဲ့လိုကွေးလိုက်မှလှတာနင်းနေလောက်ကွေးလိုက်ပါအောင်လားသမီးရယ်ဆိုတော့အဲ့အဲ့လိုနဲ့ကလေးကကတာလှလာနောက်ပြီးတော့ခိုင်နှင်းဝေကြတော့သမီးလိုဖြစ်သွားတော့သူ့ရဲ့ရှိုက်ကူးရင်မှန်သမျှသူအငိမ့်ကတာမှန်သမျှအမေကြာကိုပွဲဖြက်ပြီးသူ့နောက်လိုက်ပေးရတာမင်းသမီးထမိန်ရမစားထိုးပေးရအဲ့တော့ तू ကအမေကိုချစ်တယ် तू ကအမေလိုဖြစ်သွားတာအမေတို့စွမ်းတဲ့ရွေးဆောင်တာပါ ပရာဟိတဆိုတာကိုနာမည်ကြီးခြင်းလို့အောင်မြင်ခြင်းလို့ချမ်းသာခြင်းလို့မဟုတ်ပါဘူးလှုပ်တင်နေခြင်းလို့ပြောတဲ့သူက ပြောရမှာဝါသနာပါလို့ပြောတာသူ အလုပ်เนาะပြောတဲ့သူကလူတယောက်ကောင်းတာလုပ်နေတာဟုတ် မကောင်းဘက်ကမြင်ပြီးတော့ပြောတယ်ဆိုတာသူအဲ့မကောင်းတာကိုပြောချင်လို့ပြောတာအဲ့ဒါမကောင်းပြောတတ်တဲ့လူရဲ့သူ့အလုပ်အမေရဲ့နှလုံးသားကုသိုလ်ကိန်းနေတာဖြစ်တဲ့အတွက်ကောင်းတဲ့အလုပ်ကိုလုပ်ရမှာအမေရဲ့အလုပ်အမေကယုံကြည်တယ်အမေမှမြင်အပ်မမြင်အပ်သူတော်ကောင်းပုံပုံရှိတယ် အမေကဒီပရဟိတကိုကိုထမင်းကိုစားကိုရီကိုတောက်ပြီးလုပ်တာအမေကအဲ့တော့အော်သူများပရဟိတတွေကအဲ့လိုမဟုတ်ဘူးလားဆိုတော့မဟုတ်ဘူးနော်ပရဟိတတိုင်းမဟုတ်ဘူးသူ့ပင်မဲ့ဂျားလေးစိန်ဒီဂျားလေးစိန်တယောက်တည်းမဟုတ်ဘူးဂျားလေးစိန်ရဲ့မင်းသမီးတွေပေါ့ကိုထမင်းကိုစားကိုရီကိုတောက်လုပ်တယ်အမေတို့ဘကိုးကငိမ့်မိခင်ကြီးတွေကိုတွားကြတော့တယ်ထမင်းဆိုင်မှာမေမကျွေးနိုင်ဘူးမေဖွဲ့ကိုကိုကြိုင်လေးတွေကိုထည့်လာပြီးတော့လမ်းမှာအဲ့လိုစားပြီးတော့ ဒီပရဟိတကိုအဲ့လိုတိဆောက်ကြတဲ့မင်းသမီးတွေအဖွဲ့ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီနေရာလေးမှာအမေကဒီနေ့မွေးနေ့မနေ့ကတအားဖျားတာလို့ဒီနေရာလေးမှာအမေပြောချင်တာကအမေတို့စွမ်းတရွေဆောင်တာပါပရဟိတဆိုတာကိုနာမည်ကြီးခြင်းလို့အောင်မြင်ခြင်းလို့ချမ်းသာခြင်းလို့မဟုတ်ပါဘူးလုတ်တင်နေခြင်းလို့ အငိတ်မင်းသမီးတွေဒီလမ်းဖောက်ခဲ့တဲ့မိခင်ကြီးတွေကိုစောင့်ရှောက်တင့်နေလို့ထင်လို့ကိုမစွမ်းမင်မဲစွမ်းတဲ့သူတော်ကောင်းတွေကိုအမိပြုတ်ပြီးတော့ကျမကိုစားပြုတ်ထူပေးတာပါရှင်သမီးခိုင်နေဝေရသမီးလေခိုင်နေဝေတော်တော်ငယ်ငယ်လေးတွေကမိကြအကတင်လာတာသူကလေသူ့ခြေထောက်ကလေးတွေကအစ်စ်ကလေးတွေကပျော့ပျော့လေးတွေ တော့သူများဆရာနဲ့ဟိုတခြားဆရာနဲ့ခိုင်နှင်းဝေရတင်လို့မရအောင်အမေကချော့တင်အမေကသူ့ကိုချော့ပြီးတော့အမေလို့မလေးကျိုးလိုက်တာဟေးလှလိုက်တာနည်းနည်းလောက်ထက်ကွေးလိုက်ရင်တော်တော်လှသွားမှာဆိုတကယ်တော့သူကမကွေးသေးဘူးအဲ့ဒါကိုအမေကကွေးစီချင်တော့အဲ့လိုပြောသွားတာဟေးအမေလေးတကယ်လှတာနော်ကြည်စားအဲ့လိုကွေးလိုက်မှလှနည်းနည်းလောက်ကွေးလိုက်ပါအောင်လားသမီးရဲ့ဆိုတော့အဲ့လိုအဲ့လိုနဲ့ကလေးကကတာလှလာနောက်ပြီးတော့ခိုင်နှင်းဝေကြတော့သမီးလို့ဖြစ်သွားတော့သူ့ရဲ့ ရိုက်ကူးရေးမှန်သမျှသူအငိမ့်ကရာမှန်သမျှအမေကြားကိုပွဲဖြက်ပြီးသူ့နောက်လိုက်ပေးရတာမင်းသမီးထမိန်ရမစထိုးပေးရတာအဲ့တော့ तू ကအမေကိုချစ်တယ် तू ကအမေလိုဖြစ်သွားတာအဲ့လိုလေအဲ့တော့အမေကြားရဲ့ဒီရေဘေးမှာဆို तू ကသိန်းတရာမှတည်တယ်ပစ္စည်းတွေပစ္စည်းတွေအားလုံးမှတည်တယ်ပစ္စည်းတွေအားလုံးမှတည်ပေးတယ်ငွေကသိန်းတရာမှတည်တယ်နောက်တစ်ခါမေကြားမွေးနေ့သူ့မွေးနေ့ဘာအလှူတဲ့ဒီမအေစီမှာရောက်တယ် ဦးတလမေကြချစ်တော့မကောင်းဘူး။ကွိချက်၅သိန်းကျော်တယ်ဝယ်ပေးတယ်အဲ့လိုကလေးမျိုးတာသမီဖြစ်နေတာပေါ့မေကြာမောင်လေးတယောက်ရှိတယ်ကျေးဇူးရှင်မောင်လေးပေါ့အဲသူရမ်းတော်တယ်သူတော်လို့မေကြာဒီလိုနေနိုင်တာမေကြာဒီပရာဟိတတွေကိုကိုရမင်းကိုစားကိုရီကိုတောက်ပြီးတော့မေကြာလုံနိုင်နေဆိုတာအဲ့ဒီကလေးတော်လို့သူကမေကြာနည်းနည်းပေါ့အလူရှင်ရလဲပါရှာလာတဲ့ခါကျတော့ တနာလောက်ငါရက်ထားရင်ကောင်းမလားမသိဘူးပေါ့အမြိတ်မိခင်ကြီးတွေကမလုတ်ပါနဲ့ကောင်းမလေးရဲ့သမီးရဲ့အမေတို့ဟောတပတ်တပတ်သမီးတို့လာကြတော့တာအမေတို့မှစေးဘူးလေးတွေရပါတယ်သမီးတို့ရဲ့မရက်လိုက်ပါနဲ့ပေါ့အဲ့လိုမျိုးပြောတဲ့ခါကျတော့အဲ့ဟာလေးကိုကြည့်ပြီးတော့မောင်လေးလှုပ်တဲ့လူကမနာပါနဲ့အမရဲ့ဘလောက်ကုန်မှာတော့ကျွန်တော်တို့နိုင်တဲ့၍ကြားကန်ပြီးတော့စောင့်ရှောက်ပါမယ်ပေါ့အဲ့လိုသူတော်ကောင်းတွေမိမှရှိတယ်ဒီအတွက်ကျမရဲ့အဲ့လိုရှင်သူတော်ကောင်းများ မမီအပ်မီအပ်ပုံကိုများရဲ့စောက်ရှောက်ချင်းခံထားရသောအလူရှင်သူတော်ကောင်းများဝိုင်းဝန်းခြင်းကိုခံထားရသောမင်းသမီးတလက်ဖြစ်တဲ့အတွက်အားလုံးဟာကြားလေးစင်ရင်ခင်မွန်းကြီးဆယ်ပါးဖြစ်ပါတယ်ဒီအတွက် ကျမရဲ့အလူရှင်သူတော်ကောင်းများကိုစိတ်နှပြဘေးရန်ကွာချမ်းသာကိုစိတ်မြဲကြပါစေကုံလုံးကျွယ်ဝလိုတက်ရကြပါစေသားလိမ်မာသမီးလိမ်မာလေးများရကြပါစေယခုဘဝမှာစတင်ပြီးဘဝတိုင်းဘဝတိုင်းမှာမိမိကသာလည်း ပေးကမ်းစွန့်ကြဲလှူဒါန်းနိုင်သော ရွှေလက်တစုံကိုအပိုင်ရရှိကြပါသည်